င်္ဂလာပါတော်ရရှင်များရှင်အခုချိန်အစပီရီဒီယို UNG ရဲ့2025ခုနှစ်မေလ15ရက်နေ့မနက်ခင်းပြည်ရင်းသတင်းများကိုတင်ပြပေးပါမယ်။ကျွန်မနှွေဦးမိုင်ပါ။အမျိုးသားရင်ငွေရဲ့အစိုးရတရားရင်ဝန်ကြီးဌာနဤတရားစွဲနဲ့အမှုလိုက်ဦးစီးဌာနနဲ့မြို့နယ်ဥပဒေတော်ဝင်ခန့်များတွေ့ဆုံဆွေးနွေးတဲ့တင်ပြကိုဥစွာတင်ပြပေးပါမယ်။ အမျိုးသားရင်ငွေရေးအစိုးရတရားရုံးဝင်ကြီးဌာန၏တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတော်ဝန်ခံများတွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ်3မြင်းဆောင်2025ခန်းနာကိုမေလ17ရက်နေ့မြမစံတော်ချိန်နေ့လယ်တနာရီတွင်ကျင်းပခဲ့လို့တင်ရရှိပါရယ်ခန္ဓာတို့တရားစွဲနဲ့အမှုလိုက်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါ်မင်းနီဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကိုမင်းညွှန်ကြားရေးမှူးဒေါ်ယဲလိုရော့စ် တာဝန်ရှိဝန်ထမ်းများညီပြင်းစစ်သွဲတောင်းခံများနဲ့မြို့နယ်32မြို့နယ်မှာဥပဒေတာဝန်ခံများနဲ့စည်ရင်းဝန်ထမ်းများလည်းတက်ရောက်ခဲ့ကြပါတယ်။တရားစွဲနဲ့အမှုလိုက်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါ်မင်နီမှယခုအစည်းအဝေးတွင်မြို့နယ်ဥပဒေတာဝန်ခံများနေဖြင့်တင်ပြလိုသည့်များအခက်အခဲများကိုလွတ်လပ်စွာတင်ပြဆွေးနွေးကြဆဲလိုကြောင်း ဌာနတွင်ရှိတာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအလုံးသည်မိသားစုကဲ့သို့စီးလုံးရင်ညွတ်စွာပြောဆိုဆက်ဆံပြီးတာဝန်များဆောင်ရွက်သွားကြရတဲ့အခက်အခဲများရှိပါကပူပေါင်း၍ဝိုင်းဝန်းဖြည့်ရှင်းဆောင်ရွက်သွားကြစေလိုကြောင်းအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတရောင်လာသောမြို့နယ်ဥပဒေတာဝန်ခံများမှမိမိတို့မြို့နယ်ရှိပါအဖပါကဖပါလာဖများနဲ့လုပ်ငန်းဆောင်ရွက်ရမှုအခြေအနေများအမှုလိုက်လုပ်ငန်းကိစ္စများနဲ့ပတ်သက်၍မြို့နယ်လိုက်ကြုံတွေ့နေရသောအခက်အခဲများလွတ်ချက်များအတင်းပြဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိဆရာဆရာမများမှပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးအစည်းအဝေးမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်နဲ့ရှေ့လုံငန်းစဉ်များအတည်ပြုချမှတ်ခဲ့ကြရလို့သတင်းရရှိပါရရှင်။နော်ဝေးအလုပ်သမားသမကဖွဲ့ချုပ် LO ကနော်ဝေးအစိုးရအား Norway's Government Pension Fund Global Strategic Pension Fund အလင်းမှမြန်မာနိုင်ငံတွင်ပါဝင်သော company များမှယင်းနှမြုပ်နှံမှုများစုခွာရန်တောင်းဆိုတဲ့တင်ကိုတင်ပြပေးပါမယ်။ နော်ဝေးအလုတ်သမားသမဂ္ဂဖွဲ့ချုပ် LO ကနော်ဝေးအစိုးရအား Norway Government Pension Fund Global Staten Pension Fund အလင်းမှမြန်မာနိုင်ငံတွင်ပါဝင်သောကုမ္ပဏီများမှယင်းနှိမ့်ညွန်နံမှုများစုခွာရန်တောင်းဆိုလိုက်တယ်လို့မေလအတွင်း LO ကမြန်မာနိုင်ငံပေါ်ထုတ်ပြန်ကြေညာချက်မှာပေါ်ပြထားပါတယ် LOD 2021ခုနှစ်တမရအာနာသိမ့်ပြီးနောက်မြန်မာနိုင်ငံရှိပြည်သူများကိုအကြမ်းဖက်မှုများပြုလုပ်နေမှုကြောင့်နိုင်ငံရေးအရေးယူဆောင်ရွက်မှုများလိုအကြောင်းယုံကြည်ကြပါရယ် စစ်တပ်ကမိမိပြည်သူများကိုစစ်ဆင်နေပြီးလူခွင့်ရများကိုနေစင်ချုပ်ပေါင်နေပြီးထောင်ချီသောသူများတည်ဆုံခဲ့ပြီးတန်းချီသောပြည်သူများကိုတန်းရှောင်နေရတယ်လို့ဖော်ပြထားပါတယ်။အလို့ဝီစုံစမ်းစစ်ဆေးကော်မရှင်ကမြန်မာနိုင်ငံတွင်အလို့သမားအဖွဲ့အစည်းဖွဲ့စည်းခွင့်မရှိခြင်းနဲ့အတင်းတမအလို့ခိုင်းခြင်းများရှိနေသည်ကိုသတင်းပေးထားပါတယ်။စစ်ကောင်စီသည်ဤစုံစမ်းရေးကော်မရှင်၏ကြံပြုတ်ချက်များကိုလိုက်နာခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ လောဒီမြန်မာအလုတ်သမားသမကများဖြစ်သည့် CTUM နဲ့ IWFM တို့အတောင်းဆိုချက်နဲ့ကြီး ILO မှ33ပေါ်ပြချက်အရရေးယူမှုများပြုလို့ရန်ထောက်ခံပြီး LO မှစစ်ကောင်စီအပေါ်စီးပွားရေးပိတ်ဆို့မှုများပြုလို့ရန်လိုအကြောင်းထပ်မံယုံကြည်ရဲ့လို့ပေါ်ပြအားရရှင်း တန်းခတ်ပိတ်ဆို့ထားသည့်စေအုပ်စုစီးပွားလုပ်ငန်းစုကြီးနှင့်ဆက်ဆက်သောဂျပန်ကုမ္ပဏီများအစိုးရအာမခန့်အဖွဲ့နှင့်ယင်းနှမြုံနှမှုကော်ပိုရေးရှင်းများအားမြမစိတ်ကန်းစီမံကိန်းမှတာဝန်ယူမှုရှိရှိနှုတ်ထွက်ရန်တောင်းဆိုတဲ့တရင်ဆက်လက်တင်ပြပါမယ်။ ်တန်ခတ်ပိတ်ဆို့ထားသည့်စေုပ်စုစီးပွားရေးလုပ်ငန်းစုကြီးနှင့်ဆက်ဆက်သောဂျပန်ကုမ္ပဏီများအစိုးရအာမခတ်အဖွဲ့နှင့်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများအားမြမစိတ်ကန်းစီမံကိန်းမှတာဝန်ယူမှုရှိရှိနှုတ်ထွက်ရန်တောင်းဆိုလိုက်တယ်လို့ Justice for Myanmar ကမေလ14ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် မြန်မာနိုင်ငံရှိကြီးလဝဘက်ဆုံသုံးနိုင်ငံတကာစိတ်ကမ်းစီမံကိန်းမှနှုတ်ထွက်ရာတွင်ပွန်လင်းမြင်သားမှုရှိရင်းနဲ့လူခွင့်ရေးစာနှုန်းများကိုလေးစားလိုက်နိုင်ရဲ့အတွက်ဂျပန်ယင်းနှမြူနံသူများအစိုးရကြောထောက်နောက်ခံရှိ အမခန်ကုမ္ပဏီနဲ့ခြေခဆောက်ဥက္ကဏယင်းနှမြူနံမှု corporation တခုတို့ကိုဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံအရက်ဖက်အဖွဲ့အစည်းများကတောင်းဆိုထားတယ်လို့ဖော်ပြပါရယ်ရင်းစိတ်ကန်းကိုနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုများချမှတ်ခံထားရသည့်စစ်အုပ်စုစီးပွားလုပ်ငန်းစုကြီးမြန်မာစီးပွားရေးဥပိုင် limited နဲ့စစ်ဆက်အထောက်အထားများရှိသော Kony Company Everflow River Group EFR နဲ့မိတ်ဖက်လုက္ကိုင်းချင်းဖြစ်ပါရယ် Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမိုင်းရနာမောင်က မြန်မာစစ်အုပ်စုကရက်ဆက်ကြမ်းကြုတ်မှုကြီးတွေကိုဆက်တိုက်ကျူးလွန်နေပြီးမတ်လတွင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပြင်းငလှင်ကြီးနောက်ပိုင်းမှာတောင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်ပြီးလှုပ်ဆောင်နေပါတယ်။လူခွင့်ရေးလေးစားလိုက်နာမှုမရှိတဲ့ပြီးစလွဲနှုတ်ထွက်မှုတွေကရက်ဆက်ကြမ်းကြုတ်မှုကြီးတွေမှာလောင်စာဖြစ်ပြီးနေတဲ့အန္တရာယ်ရှိပါတယ်။ ကုမ္ပဏီတွေနဲ့ဂျပန်အစိုးရတို့အနေနဲ့လူခွင့်ရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့ညီစေုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံ့ရပါပတ်သက်မှုမရှိအောင်ဘလို့လှုပ်ဆောင်နေကြောင်းမဖြစ်မနေထုတ်ပြန်ဖို့လိုအပ်ပါတယ်လို့ပြောပါရဲဂမီဂူမီဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တွီတာသူရှိုးတို့ဒီ အရက်ဖက်အဖွဲ့အစည်းများ၏စုံစမ်းမေးမြန်းမှုများကိုပြန်လည်ဖြေကြားခဲ့ရာ၎င်းတို့အနေဖြင့်စီမံကိန်းမှနှုတ်ထွက်တော်မူဖြစ်ကြောင်းစီးရင်ဖြစ်သိမ်းမှုများအားစတင်လှုံ့ဆော်ထားပြီးဖြစ်ကြောင်းအတည်ပြုခဲ့ပြီးရုတ်သိမ်းထွက်ခွာချိန်အတွင်းဝင်ထမ်းအကူပြောင်းကာလအတွက်ပံ့ပိုးမှုများအပါအဝင်ဝင်ထမ်းများပေးခင်းလုံခြုံရေးနဲ့လူခွင့်ရင်းစံနှုန်းများအတိုင်းဆက်လက်ဆောင်ရွက်ထားကြောင်းလည်းပြောဆိုခဲ့ပါရယ်။တို့ရရင်ရင်းတုံနှုတ်ထွက်မှုသည်နိုင်ငံဆောင်စီးပွားလုပ်ငန်းကြီးများအတွက် OECD လိုင်းငွေချက်များသို့မဟုတ်စီးပွားရေးနဲ့လူခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂလိုင်းငွေခြေခံမှုများအပါအဝင်နိုင်ငံတကာလူခွင့်ရေးစာနှုန်းများနဲ့ပြီးတော့ကိုင်းငီမှုရှိကြောင်းအသေးစိတ်ချက်လက်တစုံတရာကိုပြရခဲ့ခြင်းမရှိဘူးလို့ဖော်ပြပါရရှင်မလေးတိုင်းနဲ့နေပြည်တော်အပါဝင်မြို့နယ်များတွင်ရေတန့်စင်ဆက်36လုံး WHO တက်စင် PC တဲ့တရင်ကိုဆက်လက်တင်ပြပါမယ် မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်ကိုခုအတွင်းရေတပ်စင်ဆက်30လုံးနဲ့နေပြည်တော်စကိုင်းနဲ့ညောင်ရွှေမြို့နယ်များတွင်ရေတပ်စင်ဆက်နှလုံးစီစုစုပေါင်း36လုံးကိုတက်ဆင်ပြီးစီးခဲ့ကြောင်း WHO မှသတင်းထုတ်ပြန်ပါတယ်။ ်ဤစီမံကိန်းဒီကျမကြီးစေခါ29ခုနဲ့အရန်သားဖွဲ့ဆရာမများဝန်ဆောင်မှုပေးသည့်နေရာ၃ခုတွင်လူရေ13500ကျော်အတွက်လဆင်တန့်ရှင်းသောတောက်သုံးရေကိုထောက်ပံ့ပေးနေကငလင်တန်တင့်ဒေသများနဲ့လောချက်များပြသည့်နေရာများကိုဥစားပေးထားပြီးလူတိုင်းအတွက်ကျမကြီးမှန်းချက်များကိုအကောင့်ထဲပေါ်ရန်ရည်ရွယ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆလပီဒေါအောင်စန်းစုကြည်အသက်80ပြည့်မွေးနေ့အမှတ်တရစုတောင်း electronic birthday ကမြောက်ကိုရောင်းချပေးမိတဲ့တင်ကိုတင်ပြပါမယ်။ဒေါအောင်စန်းစုကြည်အသက်80ပြည့်မွေးနေ့အမှတ်တရစုတောင်း electronic birthday ကမြောက်ကိုရောင်းချပေးမိဖြစ်ကြောင်း SUU80 campaign ကကြီးညာချက်ထုတ်ပြန်ပါတယ်။ 2025ဇွန်လ16ရက်နေ့တွင်ကြာရောက်မိအမေစုရဲ့80ပြည့်မွေးနေ့အမတ်တရားကမ်ပိန်းလေးကိုယခုမေလ16ရက်နေ့မှာစတင်တော့မှာဖြစ်ပါတယ်။အမတ်တရားအစီအစဉ်များအနေနဲ့ကတော့အစီအစဉ်1အရမွေးနေ့စုတောင်း electronic ဘတ်တိတ်ကတ်များကိုရောင်းချပေးမည့်အစီအစဉ်ဖြစ်ပါတယ်။ electronic ဘတ်တိတ်ကတ်များကိုနိုင်ငံတကာမှ SUUHG campaign official fundraiser များထံမှတရားဝင်မှာယူနိုင်ပြီဖြစ်ပြီးဘတ်တိတ်ကတ်တွင် အမေအတွက်မွေးနေ့စုတောင်းများရေးပေးနိုင်ကြပါမယ်လို့ပေါ်ပြပါ ါတယ်။ဝင်းနေကတ်များကိုတော့အောင်ဆန်းစုကြည်သားငယ်ကင်မှသိမ်းထားပြီးအမေစုနဲ့တွေ့ခွင့်ရတော့အခါသားငယ်ကိုယ်တိုင်ပေးအပ်မယ်လို့သိရပါတယ်။ဝင်းနေကတ်မှရရှိသောအလှူငွေများကိုလည်းအမေစုမွေးနေ့အမှတ်တရအနေဖြင့်ရည်ပြင်းရှိကူငင်းရေးလူအပ်နေသောနေရာများသို့လှူဒန်းသွားမည်ဖြစ်ကမေလ19ရက်နေ့မှဇွန်လ19ရက်နေ့အထိ ရောင်းချပေးသွားမယ်လို့သိရပါတယ်။အစီအစဉ်နှစ်ရအမေမွေးနေ့ဆုတောင်း short video messages များစုစုပေါင်း ၈တန်းကိုစုဆောင်းပြီး World Record တင်မိအစီအစဉ်ဖြစ်ပါတယ်။အချိန်၁၀ရက်တွင်မှအခု၈တောင်းစုဆောင်မြစ်အစီအစဉ်ဖြစ်ပြီးတော့ဇွန်လ၆ရက်နေ့မှဇွန်လ၁၆ရက်နေ့အထိဖြစ်တယ်လို့သိရပါရရှင်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူရဲ့အကယ်ဒမီရုပ်ကမ်ပိန်းမှာ ကောက်ခံရရှိခဲ့တဲ့ရန်ပုံငွေအားလုံးကိုမြပြင်းအဖွဲ့စုစုပေါင်း135အဖွဲ့ထံသို့ဖွဲ့ဝေပေးပို့နိုင်ခဲ့တဲ့တင်ကိုတင်ပြပါမယ်။မြန်မာနိုင်ငံအတွင်းရှိစစ်ဘေးရှောင်ပြည်သူများနဲ့လိုအပ်လျက်ရှိတဲ့နေရာများသို့ပူးညီနိုင်ရအတွက် artist shelter မှာ CCMB ရုပ်ရှင်သရုပ်ဆောင် academy ပိုင်ဖြိုးသူရဲ့ academy ရုပ် campaign ကို2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှ20ရက်နေ့အထိကျင်းပခဲ့ပါတယ် ဒီကမ်ပိန်းမှာကပအနှံက fundraising အဖွဲ့55ဖွဲ့ကလူငွေကောက်ခံပေးခဲ့ကြပြီးပြည်သက်ပြည်သူအားလုံးရဲ့ပူးပေါင်းပါဝင်အားဖြင့်မှုကြောင့်ညွန်မှန်းပမာဏထက်ကျော်လွန်ကာခန့်မှန်း American Dollar စုစုပေါင်း38,226ဒေါ်လာမြန်မာကျပ်ငွေသိန်းပေါင်း12,650ကျော်ကောက်ခံရရှိခဲ့လို့သတင်းထုတ်ပြန်ပါတယ် တံပိမကောက်ခံရရှိခဲ့တဲ့ရန်ပုံငွေအားလုံးကိုမြန်မာနိုင်ငံအနှံ့တိုင်းနဲ့ပြည်နဲ့အသီးသီးအပါအဝင်ကဏ္ဍမျိုးစုံမှလောက်ကင်ဆောင်ရွက်နေကြတဲ့မြေပြင်အဖွဲ့စုစုပေါင်း135ဖွဲ့ထံသို့ခွဲဝေပေးပို့နိုင်ခဲ့ပြီးရန်ပုံငွေစီစင်းမှုအသေးစိတ်အချက်လက်တွေကိုလည်းပူငီကောက်ခံပေးခဲ့ကြတဲ့ CRPH OFP Fundraising အဖွဲ့များထံသို့ရှင်းလင်းတင်ပြထားပြီးဖြစ်တယ်လို့ဖော်ပြပါရရှင်။ ပေါင်းစုယုံညီအောင်ပွဲစီတို့ပြန်လာပြီး EOR campaign UNG ဝန်ကြီးများတက်ရောက်ပါဝင်မဲ့တရင်ကိုတင်ပြပါမယ်ပေါင်းစုယုံကြည်အောင်ပွဲစီတို့ပြန်လာပြီး EOR EOR campaign ဖွင့်ပွဲခါနာကိုမေလ16ရက်မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာကျင်းပမှာဖြစ်ပြီး UNG ဝန်ကြီးများလည်းပါဝင်တက်ရောက်က campaign ပြုလုပ်ရတဲ့အကြောင်းရင်းကိုပြည်သူတွေကိုတင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်ဒီ campaign ရဲ့အရေးပါပုံအကြောင်းကိုအရှင်ထာဝရနော်ဝေး ရောင်ရီတိုင်းဝန်ကြီးချုပ်ဟောင်းဦးမန်းကျော်နီဦးမင်းကိုနိုင်ပြည်ထဲနဲ့လူမှုကြီးကြပ်ရေးပြည်ထောင်စုဝန်ကြီးဦးလွန်ကူလတ်အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရောင်ပြည်ထောင်စုဝန်ကြီးနော်ဆုစနာလှလှဆိုးရောင်ရီတိုင်းစစ်ဌာနတိုင်းကော့ကေရေးမှုရဲပေါ်ကောင်းကျော်တို့ကဆွေးနွေးသွားမှာဖြစ်ပါတယ်ကနာစီစီမာတိုက်ရိုက်ထုတ်လွှင့်မှုကိုတို့ပြန်လာပြီးအယောရီကမ်ပိန်းဖိတ်ဆက်ပြီး Public Voice Television Radio UNG အပါအဝင်သတင်းဌာနများမှထုတ်လွှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးတိုင်းပြည်အနာကတ်လူငယ်တွေထပ်ပြီးဆုံးရှုံးမခံရစေရန်အမှုပညာရှင်ခါရာဘုံခိုချင်းကမ်ပိန်းပြုလုပ်တဲ့တရင်ကိုတင်ပြပါမယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တိုင်းပြည်ရဲ့အနာကတ်လူငယ်တွေထပ်ပြီးမဆုံးရှုံးရစေရန်အမှုပညာရှင်ခါရာက merchandise of ဆွဲတိုးရောင်းရငွေနဲ့ Facebook subscribe စင်မှရတဲ့ငွေသေးကနေငွေချက်30မှတီးပြီးဘုံခိုချင်းကမ်ပိန်းပြုလုပ်ထားလို့သိရပါတယ်။ ဝန်ခုခြင်းတစ်ခုကိုတင်းတရားခန့်ကြတင်မှာဖြစ်ပြီးရရှိလာတဲ့အလှူငွေအားလုံးကိုဝန်ခုခြင်းတိဆောက်ဖို့အသုံးပြုသွားမယ်လို့သိရပါတယ်စစ်ကောင်စီကကျွန်တော်တို့ဆေးရုံတွေចောင်းဆောင်တွေကိုအဓိကတိုက်ခိုက်ပါတယ်အဲ့တော့ဆေးရုံတွေចောင်းဆောင်တွေမှာကျွန်တော်တို့ဘုံခိုခြင်းတွေလို့ဖို့လိုအပ်ပါတယ်ဘုံခိုခြင်းမရှိရင်လုံးဝမလွယ်ပါဘူးလို့ခါရာကဆိုပါတယ်စစ်မှန်တဲ့နာကျင်ခံစားမှုတွေမှာ action လုပ်ရပါတယ် ပေါ်ယံခန်းစားနာခြင်းမှုတွေက UN လိုပဲအပြောတက်တက် မဖြစ်မနေဘုံခိုခြင်းတွေကိုအခိုင်အမာတိဆောက်နိုင်မှ အရှိမတိုက်နေတဲ့လူတွေကနောက်ဆန်တင်းစရာမလိုပါတိုင်းပြည်အနာကလူငယ်တွေထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး Kairos Collective Facebook page ကိုဆက်သွယ်ပြီးလူပေးလို့ရပါတယ်လို့ဖော်ပြထားပါတယ်ရှင်ပြုံးလူမျိုးအနောက်မြောက်ဖက်10ကီလိုမီတာကွာတွင် Richter scale ၄.၃အဆင့်နှင့်အင်အားအသင့်တင်ရှိသည့် ရင်းငလင်းတစ်ခုထပ်မံလှုပ်ခတ်သွားတဲ့သတင်းကိုနောက်ဆုံးတင်ပြပေးချင်ပါတယ်။2025ခုနှစ်မေလ14ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်3:38မိနစ်အချိန်ခန့်တွင်မန္တလေးတိုင်းပြည်ဝလွေမြို့မြောက်အနောက်မြောက်ဘက်10ကီလိုမီတာကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြု၍ Richter scale 4.3အဆင့်နဲ့အင်အားအသင့်တင့်ရှိသည့်မြင်းကလင်းတစ်ခုထပ်မံလုတ်ခတ်ခဲ့ရလို့ UNG လူသားချင်းစာနာထောက်ထားတဲ့ဘီအန်အေဆိုင်ယာစီမံခန့်ခွဲဝင်ကြီးဌာနကအတည်ပြုထားပါတယ်။စကိုင်းငလင်းကြီးနောက်ဆက်တွဲငလင်းငယ်များဆက်လက်လုတ်ခတ်နိုင်သည့်အတွက်ငလင်းဘေးဆောင်ရန်ရှောင်ရန်တတိပြုရန်များနဲ့အငြိနေထိုင်ကြရန်ပြည်သူများထံအတိပေးကြေညာထားပါတယ်ရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG ချင်းထောက်တာကီမင်းစစ်သွင်းနဲ့ခရှဲတို့ကပြပို့ထားတာဖြစ်ပါတယ်ရှင်။